ောင်းမဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဒီနေ့မှာဆရာလက်သမီးရေးသားခဲ့တဲ့စောင်းမစကပြေတပုတ်ဖြစ်တဲ့ဗန်စကားပုံပေါက်ပုံများဆိုတဲ့သင်ခန်းစာမှာလေ့ကျင့်ခန်းနံပါတ်3ကိုစနစ်တင်ပြသွားမယ်057 BHL Hunter ပဲဖြစ်ပါတယ်ခင်ဗျလေ့ကျင့်ခန်းနံပါတ်3ရဲ့မိကုန်လေးကတော့မြန်မာစကပုံများကိုအနက်သစ်ဖြစ်ဆက်ကတင်စားသုံးသောဗန်စကားများရှိလျင်ညီတို့အတိတ်ပဲပြောင်းလဲပုံကိုကြိုးကြောင်းပြရဲ့အပြန်လည်ဆွေးနွေးပါဆိုတဲ့မိကုန်လေးပဲဖြစ်ပါတယ် memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် comment like and share ပြီးနေလဲဝိရဲ့ပြီးကိုတောင်းဆိုပြရစီရှင်ကျွန်တော်တို့လိလာခဲ့ရသလောက်ဆိုရင်မြန်မာစကားပုံတွေကိုလည်းငူရင်းစကားနဲ့လွှဲယူပြီးတော့အနက်သိပ်စက်ကတင်စားသုံးတဲ့ဘန်စကားတွေရှိနေတာကိုလူချင်းပြီးတော့လည်းတွေးခင်မယ်လို့ထင်တယ်အဲဥမာနေနဲ့ဆိုရင်ပြကျွန်တော်တို့နေ့စဉ်လူနေမှုဘဝမှာပြောဆိုနေကြစကားရည်ကိုငှချင်းကိုချင်းရှင်နေငါကမှထောင်လုံးလုံးကြကိုပေါကိုလန်ထောင်းကုရှုကိုပတ်စသဖြင့်အများကြီးအများကြီးကိုကြားနေပြောနေသုံးဆွဲနေကြပါတယ်ဟုတ်တယ် ဲ့ထဲကမှကိုရှူကိုပတ်ဆိုရဲစကားပုံတစ်ခုပါဆိုရင်လည်းကိုပယောကကြောင့်ကိုပြန်ပြီးထိခိုက်တယ်ဆိုတဲ့သဘောကိုတက်ရောက်တယ်အဲ့တော့ကိုကျွန်တော်ရဲ့လူကြီးမိနစ်တဲ့တူဖြစ်တဲ့တီချာ MM3 ရောင်မှာတလောကတုံးခဲ့တာကိုကျွန်တော်မှတ်မိပါသေးရဲ့ဗျ။အခုကျွန်တော်အနေနဲ့နေ့စဉ်ပြောဆိုနေကြစကားတွေကစကားပုံလေးတုံးခုကိုလူကြီးမိလို့စီတင်ပြပေးတော့မှာပဲဖြစ်ပါရဲ့ဗျ။စကားပုံလေးတွေကတော့မိလောက်ရနေပင်သည်တာကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထဆူသည်စပြတဲ့နေပြောက်သည် ဒီစကားပုံတွေကိုတော့လူကြီးမင်းတို့အနေနဲ့စိတ်နေမယ်လို့မထင်ပါဘူးဗျ။ဒီမြမစကားပုံတွေအားလုံးကိုဗန်စကားအနေနဲ့သုံးလိုက်တဲ့အခါမှာသူတို့ရဲ့အတိတ်တွေကနေဘယ်လိုပြောင်းသွားသလဲ။နောက်ပြီးတော့ဘယ်လိုအခြေအနေတွေမှာသုံးသလဲဆိုတာကိုဥပမာနဲ့အကျိုးကြောင့်ပြရှင်းပြပေးပါမှာမလို့ဆက်လက်ပြီးစောင့်ကြည့်ပြီးပြောလို့ပါတယ်ခင်ဗျ။ဒါဆိုရင်တော့ပထမဆုံးတစ်ခုဖြစ်တဲ့မီးလောင်ရလေး paste ရဲစကားပုံလေးကနေစလိုက်ကြတာပေါ့ ဒီစကားပေါ်ရဲ့အထက်ပဲကတော့ပြဿနာတစ်ခုဖြစ်ပေါ်နေချိန်မှာပုံပြီးဆိုးရွားလာအောင်လှုပ်ဆော်ပေးလိုက်တာကိုဆိုလိုပါတယ်။မီးလောင်တာကိုပြဿနာဒါမှမဟုတ်ဆိုးရွားတဲ့အခြေအနေတစ်ခုဖြစ်တင်စားပြီးတော့လေပင့်တာကိုတော့အခြေအနေကိုပုံပြီးဆိုးရွားအောင်ပြုလုပ်လိုက်တဲ့အရာဖြစ်တင်စားပါတယ်။ဥပမာလေးနဲ့ပြကျွန်တော်တို့လူနှစ်ယောက်ရက်ဖြစ်နေချိန်မှာတတိယလူတစ်ယောက်ကဒီနှစ်ဖက်စလုံးကိုတူတူစကားပြောပြီးတော့အဲ့လူနှစ်ယောက်ကိုပုံပြီးရက်ဖြစ်စေတဲ့အခါမျိုးမှာတတိယလူကိုမီးလောင်ရံလေးပင့်တယ်လို့ပြောနိုင်ပါတယ်။ နောက်ပြီးကုမ္ပဏီတစ်ခုမှအကြံတဲဖြစ်နေတဲ့အချိန်မှာဝန်ထမ်းတစ်ဦးကအချင်းလေးကိုပို့ပြီးတော့ဆွေးရသွားအောင်ခေါလာဟလာတွေဖြတ်လိုက်တဲ့အခါမှာဆိုရင်လည်းမီးလောင်ရံလေးပြင်တယ်လို့တင်စားလိုက်ပါတယ်။အခုခင်မှာတော့ကျွန်တော်တို့တွေကဟာနေရတော့မီးလောင်ရံလေးပြင်ပြန်ပြီ။အဲ့လိုတုံ့နှောက်ကြပါတယ်။ဒီစကပုံတွေကလူမှုဆက်ဆိုင်မှာဖြစ်တတ်တဲ့အပြက်သဘောဆောင်တဲ့အပြုမှုတွေကိုထောက်ပြတဲ့စကပုံကောင်တစ်ခုဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့ကြားကြလို့ရှင်ကြီးကိုရှင်ကြီးကြားထပ်ဆုံး ဒီစကပုံရဲ့အထိပ္ပယ်ကပြဿနာတစ်ခုဖြေရှင်းမှုအတွက်အကူအညီယူလိုက်တဲ့အခါမှာမူလပြဿနာထက်ပိုပြီးဆိုးတဲ့ပြဿနာတစ်ခုကိုရင်ဆိုင်လိုက်ရအောင်ဆိုလိုပါတယ်။ပုံမြင်ရဆိုရင်တော့ကြောက်ကိုကြောက်တဲ့အတွက်ကြောင့်မို့လို့တောသားနဲ့ကိုအာကိုတယ်။ဒါပေမဲ့အိနက်ကကြားထက်ဆုံးနေတဲ့အတွက်ကြောင့်မို့လို့တဝရဲ့ရံကလုံးမြောက်ဖို့အခြားတစ်ခုကိုအာကိုမိကမှကိုအာကိုလိုက်တဲ့သူကကိုကိုပိုပြီးဒုက္ခရအောင်ပြောလိုက်တဲ့အတွက်ဒီစကပုံပေါ်လာတာပါ။ ဥပမာအနေနဲ့ဆိုရင်တော့ငွေကြီးအချက်အလက်ဖြည့်ရှင်းမှုအတွက်အတိုးကြီးရဲ့ချင်းငွေယူလိုက်တဲ့အခါမှာမူလအချက်အလက်ထက်ပိုပြီးဆိုတဲ့အကျိုးအရင်းရင်ဆိုင်လိုက်ရတာမျိုးမှာဆိုရင်လည်းဒီစကားပုံကိုသုံးလုံးနိုင်ပါတယ်။ဒီနေ့ခင်မှာဆိုရင်တော့ကျွန်တော်တို့သုံးကြတဲ့အခါမှာဟာကြားချောင်းလို့ရှင်ကြီးကိုကမှရှင်ကြီးကကြားထက်ဆုံးနေပါပြီကွာ။ဆိုပြီးပြောကြတယ်။ဒီစကားပုံကအချင်းတွေတစ်ခုကိုဖြည့်ရှင်းမှုမှားရွေးတဲ့နည်းလမ်းကိုရွေးချယ်မိတာကြောင့်ရင်ဆိုင်ရမယ့်အကျိုးဆက်တွေကိုသတိပေးရလဲဖြစ်ပါတယ်။တတိယမြောက်တစ်ခုလေးကတော့ဆက်ပြသေးလေးပြော။ ဒေဇာကမုံရဲ့ရိုးရာအနက်ကကြတော့ဘဝမှာအရေးကြီးတဲ့အရာတစ်ခုပျောက်ဆုံးသွားတဲ့အခါမှာအစားထိုးဖို့ပစ္စည်းတွေဘလောက်ပဲရှိနေပါစေမူလအရာရဲ့တန်ဖိုးကိုမမိဘူးလို့ဆိုလိုပါတယ်။ပုံမြင်ရဆိုရင်တော့ဆက်ပြတဲ့တယောက်ကဆက်ပြရရောက်မှုခင်မိုးဖြစ်သူနဲ့အတူခရီးသွားခဲ့တယ်။လမ်းမှာနေရကြားဆုံးသွားတဲ့အခါမှာတော့ပအဝင်းချီလူတွေကစိတ်မကောင်းဖြစ်ပါနဲ့စီးပွားရေးလုပ်ငန်းအဆင်ပြေနေတာပဲအဲ့လိုနှိမ့်သိမ့်ကြတယ်။ဒါပေမဲ့ဆက်ပြတဲ့ကမလေးယောက်ျားဆုံးသွားတာဆက်ပြရီဘလောက်ရှိရှိအစားထိုးလို့မရဘူးဆိုပြီးပြောခဲ့တဲ့အတကြောင့်မလို့ဒီစကပုံပေါ်ပွားလာတာပါ န်းစကားနဲ့မှာကြတော့ခေတ်လုံငယ်တွေကြမှာဒီစကပုံကိုတစုံတစ်ခုကိုကြရှိစွာအချိန်ပေးရှာဖွင့်နေပေမဲ့နောက်ဆုံးမှာအလကားဖြစ်သွားတယ်ဒါမှမဟုတ်မဖြစ်နိုင်တော့ဘူးစူးစမ်းနေရလို့အထက်ပဲပြောင်းလဲသုံးလုပ်လာကြတယ်ကျတော့ပညာရေးပိုင်းမှာဘလို့သုံးကြလဲဆိုရင်စာမေးပွဲအတွက်အချက်အလက်တွေရှာဖို့စာအုပ်တွေအများကြီးဖတ်လိုက်ရတာဟာနောက်ဆုံးမင်းကကိုဖတ်ထားရတဲ့တစ်ခုမှလည်းမပါဘူးစက်ပြတဲ့နေပြပွဲ ုနောက်ပိုင်းအတုံးများလာတာကြတော့အကြောင်းတစ်ခုကြောင့်လူမြင်မကောင်းအောင်ပြရခန့်နေတဲ့သူမျိုးပြောတဲ့အခါမှာဆက်ပြတဲ့လင်ပြောင်းလို့တင်စားသုံးလို့လာကြတယ်။အဲ့လိုတင်စားသုံးလို့တဲ့အခါမှာဆိုရင်လည်းတကယ်ဆက်ပြခြင်းကတကယ်လင်ပြောင်းနေတာမဟုတ်ပါဘူး။အခုလိုတင်စားတဲ့ဇာတ်ကားတွေဆိုရင်ကာလအာလျော်စာဆက်လက်ပေါ်လင်ကာလဆိုရင်တော့ဘန်စကားဖြစ်ထင်ရှားတယ်။ကာလကြာမြင့်ပြီးတော့အတုံးများလာတဲ့အခါမှာဆိုရင်တော့ဘန်စကားအနေထိုင်ပြီးတော့သုံးယူသုံးနေဇာတ်ကားဖြစ်လာပါတယ်။ ဒီနေ့ကျွန်တော်တို့လူချင်းမင်းတို့တင်ပြဆွေးနွေးတော့တာကတော့ဒီလောက်ပါပဲဗျဒီထက်မှကရှာဝေပြီးပြပြချင်ပေမဲ့အချိန်မလောက်တော့တာမှုဆိုဒီမှာပဲဗီဒီယိုလေးကိုရက်တက်ရပါတော့မယ်နောက်တစ်ခါကျွန်တော်ကိုပြန်တွေ့ချင်သေးတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့လူချင်းမင်းတစ်ချက် M3 အင်ဂျာထပ်ပေးတဲ့အခါမှာကျွန်တော်လူချင်းမင်းကိုစီပြန်လာခဲ့ပါမယ်ခင်ဗျဒါပြောရွှင်ဝင်နေ့ရဲ့ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကတောင်းပန်နေနိုင်ပဲလှုပ်ဆက်လိုက်ပါတယ်ခင်ဗျ